ားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရောထင်ပါဒီနေ့က2025အော်တိုဘာလ9ရက်နေ့မနေ့ကအစီအစဉ်ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှာ North Sound ရသတင်းတွေကိုတက်နေတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မနေ့ကမှာပထမဆုံးတင်ဆက်ပေးခြင်းရဲ့သတင်းကတော့မနေ့ကကျောင်းပင်မြို့ကိုဒိုလန်ရေးတပ်တွေကဆော့ပစ်လိုက်ရပြီးတော့သိရပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့စစ်ကောင်စီကကျောင်းပင်မြို့ကိုဝန်လိုင်းပြီးဆိုပြီးတော့သူတို့တွေတပ်ပေါင်းတွေကဝါရခန့်ချီတာမျိုးကိုလည်းတွေ့နေရပါတယ်ဒါက ပြန်လေကထင်းချုပ်ထားတဲ့ကြုံမျိုးရှမ်းမျိုးအာရှမ်းမျိုးပေါ့နော်ရှမ်းမျိုးကမြို့တစ်မြို့ကိုစစ်ကောင်စီကဝန်ထမ်းခဲ့ပြီးဆိုပြီးတော့သူတို့ဝန်ထမ်းဖျက်ချီတာကိုကျွန်တော်တွေ့ရတာပါကျွန်တော်ရင်းဦးဆောင်စစ်မကောင်စော်နဲ့ပဲတင်ဆက်ပေးရဖြစ်ပါတယ်ဒီဟာကအလောင်းဆန်ဆုပ်ပေးလိုက်ရတာလားဒါမှမဟုတ်အာတဝက်ဆုပ်ပေးပြီးမှအခုတပ်ပွဲဖြစ်နေတော့လားဆိုတာကိုတော့သိစေမသိရသေးဘူးသတင်းမီဒီယာတွေကလည်းချက်လက်တွေကိုနဲ့အာဖော်ပြတာမတွေ့သေးလို့စစ်တပ်တွေလော်ဘီတွေကဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်အသေးစိတ်ကိုတော့ အတီးပြုတ်လို့မရသေးဘူးဆိုတော့ကိုပြင်ပြီးတော့အရင်ဆုံးပြုတ်ပြက်ချင်တာဖြစ်ပါတယ်။အဲ့နောက်မှာတော့ကျွန်တော်တို့ဒိုလိုင်းတစ်ခုတွင်နဲ့စစ်ကောင်စီတပ်တွေအခုချိန်ထိတဲပွေပြင်းထန်နေတဲ့ဘုံမုံမြို့မှာဆိုရှင်တော့ဒိုလိုင်းတစ်ခုတွင်ကစစ်ကောင်စီရဲ့အာတပ်စခန်းတွေကိုတင်ပတ်တာမျိုးလေးရှိနေလို့သတင်းကောင်းတွေကြားသိရပါတယ်။ဒါကတော့ မမိုတက်ပွဲပင်းထန်နေပါလေလို့သိရပါတယ်စက်ကောင်စီတစကန်အချုပ် KIA ကပြန်သိမ်းလိုက်ပါလေလို့တရင်ကောင်းတွေကြားသိရပါတယ်ဒါကတော့ကချင်ပြည်နယ်ကတရင်ဖြစ်ပါတယ်ဒီဟာကပွေးကြနေတဲ့ဗမုံမှာသူတို့လေစစ်တူလက်ပြန်ဆုပ်လိုက်ပဲနေရအချုပ်ငါတို့ပြန်ရတာတွေရှိတယ်လို့ကချင်စီရဲ့တရင်ချင်းမင်းကအော်တိုဘာတရက်နဲ့အထည်စီရအချင်းအနေကိုပြောပါလေဆိုပြီးတော့ deeper spring တရင်ဌာနမှာဖော်ပြတာတွေ့ရပါတယ်ဒါကတော့စတရင်ကောင်းတစ်ခုဖြစ်ပါတယ်ဆိုဒီဟာက အခုချိန်မှာဗမောမျိုးစုကတော်လေးကိုတက်ပွေးပြကြပြီအာတနည်းနင်းပါလို့ရှိလာတော့မှာဆိုဒီယာကအခုချိန်မှာဆိုလို့ရှင်တော့စစ်ကောင်စီကလည်းတင်ပတ်တာမျိုးမရှိဘူးမဟုတ်ဘူးဆိုတော့ဒိုလင်းတစ်ခုတွေကလည်းဒီဗမောမျိုးကိုအကောင်လုံးတင်ပတ်တယ်မဟုတ်ဘူးဆိုတော့ဒီယာကအခုချိန်ထိတစ်ဖက်နဲ့တစ်ဖက်မေရန်တက်ခပ်တက်ပွေးဆိုပြင်းထန်နေတော့ဆိုတော့ကိုကျွန်တော်သိရတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့အခုကြေရတာကတော့ဒိုလင်းတစ်ခုတွေကစစ်ကောင်စီရဲ့စခန်းတွေကိုတင်ပတ်တာမျိုးကိုသတင်းကောင်းကြီးကြားသိရတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့အခု မြန်မာဒုက္ခသည်တွေကိုတရားဝင်အလောလောခွန့်ခွန့်ပြုတ်လိုက်ပြီးလို့ထန်းအစိုးရကကြေညာလိုက်ပါတယ်သိရပါတယ်ဟုတ်တဲ့နေ့ကထန်းအစိုးရကတော့လောက်တာမဟုတ်ပဲလေအဲ့ဒီအာအလောရှိတွေကနိုင်ငံပြည်မှာနိုင်ငံသားတွေကိုထောင်ကျော်ပြီးတော့အလုံးနေထွက်တာမျိုးကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါကတော့တိုးလေးစင်ကောင်းစရာပဲဟိုဒီနေ့ကမင်းရပါတယ်ခုဆိုလို့ရှိရင်တော့တရားဝင်ကိုနော်အလုံးလုံးခွန့်ကိုအာပေးလိုက်ပြီးတော့ဂျင်းရလိုက်ပြီးတော့သိရတယ်နော်ဒါကတော့သတင်းကောင်းပြည်မှာနိုင်ငံ ဒါတွေရဲ့အာဟိုမှာရောက်နေတဲ့ထန်းနိုင်ငံပေါ်သူမြန်နိုင်ငံပါအလုံးလုံးနေတဲ့အာသူတွေအတွက်တရင်ကောင်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့ဒီပကောမျောနေအတွက်မှာပြန်ကျင်းနေတဲ့ရေးဖို့တွေကိုစွတ်ဖွဲ့ပြီးပကောမျောနေပိတုကာကိုရေးအဖွဲ့ပကဖတ်အဖြစ်ဖွဲ့စည်းလိုက်ပြီးတော့တရင်ကောင်တွေကြားသိရပါတယ်အခုချိန်မှာဒူလိုင်းတက်ဖွဲ့တွေကတက်ဖွဲ့နဲ့တက်ဖွဲ့ကိုအခုအာတန်းတန်းမှာဆိုလို့ရှိရင်ဒူလိုင်းတက်ဖွဲ့တွေကအကောင်လုံးစုစည်းပြီးတော့ အာကောမပုံမှာဝမ်ကောမအောင်မှာเนาะဆိုတော့ကျွန်တော်တို့အမိတစ်ခုအောင်မှာသွားတာမျိုးမရှိဘူးဆိုတော့ဒီခုချိန်မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးအာပကိုးညွန့်တဲ့အတွက်မှာရှိတူလိုင်းတက်တွေကအခုပြပြီးပေါင်းစည်းတာမျိုးကိုကျွန်တော်တို့သတင်းကောင်းတွေကြားရတာဖြစ်ပါရဲ့ခုဆိုလို့ရှိရင်တော့အနာသိမ့်ပြီးကာဆာပေါ့เนาะတူလိုင်းရေတူလိုင်းနေမေရောက်လာကြတော့ကအာကိုကြီးလေးကျွမ်းကျင်ရာမြောက်ရွာတွေမှာဒါယူကြီးလောရှမှုတွေစစ်စင်ကြီးတွေလုံနေခဲ့ကြတာပါ ဥပမာဖျားကြီးပကဖအင်းအင်းတကိုပကဖပကိုပကဖအစရှိတဲ့ရှိသဖြင့်ပေါ့နော်စုဖွဲ့မှုတမျိုးစီနဲ့ဂျက်တီထကြတာပါအဲ့ဒီအချိန်ကအမျိုးသားငငယ်ရဲ့အစိုးရရဲ့ပန်ပေါ်မှုကလည်းအားနေတာကြောင့်ကိုပဝန်းကြီးမှုကတိုးလန်းချော့ပေါလူတွေကအနေနဲ့အနေနဲ့အရရက်ဘီသူတွေပေးပေါ်မှုနဲ့ဒါရက်ရက်တီထကြရပါတယ် အခုခါမှာတော့အထက်သိမ့်လို့ထောက်ပံ့မှုတွေနဲ့အမျိုးသားညီရဲ့အစိုးရရဲ့လမ်းညို့အရေးမှုရဲ့လမ်းညို့အရာပုံမကျက်လက်အကောင်းတဲ့မျိုးနဲ့အဖွဲစီဖြစ်စေဖို့ရည်ရွယ်ပြီးစုဖွဲ့ခဲ့ခြင်းဖြစ်ပါလေဆိုပြီးတော့ဘကိုးမျိုးနဲ့ပြည်သူ့ကကိုရင်အဖွဲပကဖတာဝန်ခံတို့ကပြောဆိုပါတယ်လို့ခေတ္တ People's Printing ဌာနမှာဖော်ပြရေးသားထားတာတွေ့ရပါတယ်ဒါကလည်းတရင်ကောင်းမှုဖြစ်ပါလေပြည်သူတွေအတွက်အခုချိန်မှာ စစ်ကောင်စီကိုတက်ခတ်ဖို့အတွက်တကယ်တက်ခတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တူလိုင်းတက်ဖို့တွေစီလောင်းဖို့လိုရတယ်ညီညွတ်ဖို့လိုရတယ်တစ်ဖက်တစုတစ်ဖက်ထဲနဲ့အမေရန်ဒီလိုမျိုးကိုအာတစ်ဖက်မှာတက်လိုက်တစ်ဖက်မှာပြင်ပြီးတော့ဆော့လိုက်တစ်ဖက်မှာပြင်ပြီးတော့တက်လိုက်ပြင်ပြီးတော့ဆော့လိုက်ဆိုတာနဲ့ပဲကျွန်တော်တို့အချင်းအကောင်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေလည်းပင်ပန်းမိုးပန်းလာမှာဖြစ်ပါတယ် ကျွန်တော်တို့ကပီတူတွေရဲ့ထောက်ပံ့မှုတွေနဲ့နေရတာဖြစ်ပါတယ်စက်ကောင်စီကိုတူလိုင်းရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပီတူတွေအနေနဲ့လေဒီတူလိုင်းရေးတဲ့တွေကိုစူပေါင်းလာအောင်ပြင်ပြီးတော့အာတင်းမြဲလာအောင်စီလောင်းလာအောင်ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့တက်နန္ဒာကစီလောင်းဖို့ကလုံနိုင်ပါတယ်ကျွန်တော်တို့လုံးပြီဆိုရှိတော့စက်ကောင်စီကတော့မကြခင်မှာပြုတ်ကြမှာဆိုတော့အသေးချဖြစ်ပါတယ်ဒါကတော့အာသိုင်းကောင်အနေနဲ့ပြင်ပြီးတော့ပြုတ်ပြချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့အကျန်းဖက်စက်ကောင်စီနဲ့ လီဂဘီရဲ့ကခုချိန်မှာပူပုံပြီးတော့လူလန်ရဲတက်ဖွဲ့တွေနေမီတွေကိုပါစူးစင်ကမျိုးကိုတော့ဆော်ရှိလာပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့မွန်ပီနေရေးမြော့နယ်စစ်ကောင်စီတက်နယ်ဒီမိုကရေစီအကျိုးပြုခရင်တက်မတော့ DJBA တက်သားတွေပါတဲ့စစ်ကြောင်းကိုကြားဖြတ်တက်ခတ်ခဲ့ရတက်ခတ်ခဲ့လို့ရေးဘလူးအဖွဲ့ကခေါင်းဆောင်ကပြောဆိုပါတယ်ဒီကောင်တွေထိုးလာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တက်ခတ်တဲ့အရှိပွန်းနဲ့ တွေ့တယ်သူတို့ဖက်က၄ဦးတည်တယ်တနက်တော့ကောက်မရချင်ဘူးလို့သိရပါတယ်အင်အား၄၀လောက်ပါတယ်ကျွန်တော်တို့ကပြောကြားကစားခဲ့တာလို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကတက်ခတ်ခဲ့မှုကို ရှင်းပြပါတယ်ဆိုပြီးတော့ဒီ people's printing ဌာနမှာပြင်ပြီးတော့ကိုပြတာတွေ့ရပါတယ်ဒါကလည်းတရင်ကောင်းတစ်ခုဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့ဘရင်ပြည်နယ်မှာလည်း DGPA နဲ့ BJF ကို ကဘုနခွေးထွက်တဲ့အခုစချိန်မှာဆိုလို့ရှိရင်တော့ KNU ကိုပြင်ပြီးတော့တက်ခတ်တာမျိုးတွေစုပေါင်းပြီးတော့ဂျူးစစ်စင်တာတာမျိုးကိုလည်းလောက်လာပါတယ်ဆိုပြီးတော့ KNU ဖွဲ့စည်းကလည်းတရင်ကြီးကြားရပါတယ်ဆိုဒီလိုမျိုးကိုစစ်ကောင်စီနဲ့ပေါင်းနေတဲ့သူတွေကတော့စစ်ကောင်စီနဲ့ပေါင်းနေတဲ့ရွက်ကတော့ကျွန်တော်တို့အမေရန်ဆိုရမှာဖြစ်ပါတယ်ဆိုတာကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့ထမ်းမြန်မာနေဆက်မျိုး ဘီယင်ဘီနဲ့မြို့တီတောင်ဖက်ကိုမန်ခန့်အကွာမှာရှိတဲ့လေကစ်ကိုမြို့တီကို ပြန်လဲထဲချုံနိုင်ရန်စစ်တပ်ကစတံဘာလ22ရက်နေ့မှာစ၍စစ်ကြောင်းထူးလို့ရှာနေရဘီယင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပြန်လဲပြည်သူကကိုရေးတပ်မတော် PDF ပူပေါင်းစစ်ကြောင်းများနဲ့တဲပွေများနေ့စဉ်နေပါဖြစ်ပွားနေပြီးယနေ့လေကြောင်းပစ်ကို တောက်လျှောက်ကိုတုံးကတပ်ပွေပြင်းထန်ကြောင်းဒေသခံများကပြောဆိုပါဆိုပြီးတော့ဒီဒက်အရော်ဒီတရင်ဌာနမှာပုတ်ပြတာတွေ့ရပါတယ်။ဒါကတော့အခုချိန်မှာခရင်ပြည်နယ်မှာဆိုလို့ရှိရင်တော့သူတို့ဆောင်းရှောင်းထားတဲ့နေရာတွေကိုပြင်ပြီးတော့ရောက်ဖို့အတွက်အာဒိုလေးကိုကျူးစားလာတော့ကိုတွေ့မြင်ရပါတယ်။ဆိုတော့တခြားနေရာမှာလည်းအကောင်လုံးကိုကျူးစားနေပါဆက်ကောင်စီကသူတို့ဆောင်းရှောင်းထားတဲ့နေရာတွေမြို့တွေကိုပြင်ပြီးတော့ရောက်ဖို့အတွက်အခုချိန်မှာရုပ်ကပွဲ လောဖို့အတွက်အသေးအံကိုပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကအတော်လေးကိုကြိုးစားနေကြဖြစ်ပါတယ်အခုသူတို့တွေဆောင်းရှောင်းထားတဲ့နေမျိုးတွေကိုမြို့တွေပြင်ပြီးရမှဒီပြည်သူတွေစုဖွဲ့လာပြည်သူတွေကိုပြင်ပြီးခုံမယ်မလာဘူးဆိုလို့ရှိရင်မင်းတို့အိမ်ကိုမင်းရှုပ်မယ်ချက်ပဲ့မယ်မင်းတို့ဘလိုမလာနိုင်အောင်လုပ်မယ်ဒီလိုမျိုးကိုလော့လာမှာဖြစ်ပါတယ်ဆိုဒီကကအမျိုးမျိုးချင်းချော့ပြီးတော့ပြည်သူမြို့ထဲမှာရှိနေပြည်သူတွေကိုအကုန်လုံးလာခတ်မယ်အဲ့ဒီမျိုးနေ ညွန့်နေတွေမှာရှိနေတဲ့ပြည်သူတွေကိုအကောင်းဆုံးလာခိုင်မယ်မင်းတို့မလာဘူးဆိုရင်ငါတို့တွေ့တဲ့နေရာတက်မပန်းညာကိုချင်းချောက်ပြီးတော့ရုပ်ကုတ်ပွင့်မှာဝန်ပြန်ဝန်ရုပ်ကုတ်ပွင့်မှာမေးထက်ခံအတွက်နင်းအမျိုးမျိုးနဲ့ချင်းချောက်မှုတွေလော့လာနိုင်ဖို့အတွက်မျိုးတွေကိုသူတို့ဆောင်းဆောင်းထားတဲ့နေမီတွေကိုပြင်ပြီးရခေါ်အသေးတံကိုစစ်မှုထန်တသာတိတွေနဲ့အသေးတံကိုဗေခံဆန်းပြီးတော့တက်ခန်းလာတာဖြစ်ပါလေဒါကတော့အခုချိန်မှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုဒူလိုင်းတက်တွေကစုဖက်ဖို့ အာပူပြီးတော့ပြင်ရှင်ဖို့လိုအပ်တယ်ဒေါရှက်ကိုလွတ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းတဖို့တွေကစီလောင်းဖို့ငင်းညွတ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြင်ပြီးတော့ထက်မှန်ပြီးတော့ပြောပြချင်ပါတယ်နောက်တစ်ခုသတင်းကတော့မကွေးတန်းကသတင်းကိုတင်ဆက်ပေးချင်ပါတယ်မကွေးတန်းပုဂ္ဂိုလ်မျိုးတန်းအကျန်းဖက်စစ်တပ်ကလေရင်ကွမ်းတိဆော့ရေးအတွေ့အသောပြုမဲ့ကျွမ်းတင်များတင်ဆောင်လာသောစေပီကားတစ်စီးကိုဖန်စီရရှိခဲ့ကြောင်းတူလိုင်းတစ်ဖွဲ့ဖြစ်တဲ့ဒီ local pdf ကိုဖန်စီရလိုက်ပါတယ်ဆိုပြီးတော့အာ ဆုံးပြတာတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့ online တဖို့တွေကဘာလို့ဖမ်းတာလဲဆိုရှင်ဒီစက်ကောင်စီရဲ့စက်ကောင်ကျန်းဖက်စစ်တပ်ကနော်လေရင်ကွမ်းကိုပြင်လီပြီးတော့ပြည်ပြင်ဖို့အတွက်ဒီသူတွေကိုတတ်ဖြတ်နေတဲ့လေရင်ကွမ်းပေါ့နော်ဒီသူတွေကိုတတ်ဖြတ်နေတဲ့မကောင်းတော့တဲ့လေရင်ကွမ်းတွေကိုပြင်ပြီးတော့ဒီသူတွေနောက်ထပ်တတ်ဖြတ်နေနိုင်ဖို့အတွက်အာလုံးနဲ့လော့ဖို့အတွက်ကြိုးစားလာတဲ့ဟာဘိုးတိုင်းတဲ့ဖို့တွေကကျန်းဖြတ်ပြီးတော့ကျွန်တော်တို့အာဖန်စီရတာဖြစ်ပါတယ်ဒီဟာကပုတ်ကိုလေရင်ကွမ်း ၃ဝန်းကျင်မှာပဲမိခဲ့တာတဲ့တတော်လေးကိုနင်းဆက်နေပဲပေါ့နော်စက်ကောင်စီနဲ့ပုံပြီးတော့လုပ်နေတာကကျွန်တော်တို့လည်းရင်းရုပ်ပေါ်တွေကလေကွက်နေနာထိကိုရောက်ခဲ့လို့နော်မိခဲ့တာတဲ့ကောင်းမွန်သမားရဲ့စပေးရရဲ့ပေါကုမြော့ကနဲ့ထက်လိုက်တဲ့လူတယောက်ရဲ့တောင်းရောက်ပါတယ်လေလံဆွဲတဲ့အောင်ကိုအောင်ကိုလက်ဆိုတဲ့သူက သူတို့မပါဘူးလို့သိရပါတယ်။မေလန်ဆွေးတဲ့အောင်သူလက်စုကိုတော့မပါဘူးလို့သိရပါ။ကာသမာတွေကတော့ပေါခန့်တဲ့စီပဲပေါရတဲ့သဘောဆိုတော့အောင်ကိုလက်စုသူရဲ့အကြောင်းလေးမသိရသေးဘူးတဲ့။လက်ရှိတော့ကားနဲ့ကျွမ်းတိတွေရပါတော့။ကျွမ်းတိရေကာသမာတွေရဲ့တော့ထင်းထင်းထားတဲ့သူတို့ရဲ့နှောကြောင်းတွေကိုဘာတွေစစ်စစ်နေတာနှောကြောင်းတွေဘာလို့ကတော့စစ်စစ်နေတော့ပဲတဲ့။ဆိုတော့ဒီကာသမာတွေမေးတော့လေ အာမျောလူမျောမျောလူကန်ကျက်ကိုပုံပါတဲ့မျောလူကန်ကျက်မှာဒီပစ္စည်းတွေချမယ်ပြီးရင်ညက်ဧရမယ်မနဲ့မှာ ပြန်ရမယ်ဆိုပြီးတော့ပြောတယ်တဲ့ပြီးတော့မေပြင်အချက်အလက်တွေကိုတက်ဆန်စစ်စေးတော့အာတက်ဆန်စစ်စေးစစ်စေးတော့လေလေရင်ကွန်းတီဆော့ဖို့ဒါသိကြပါတယ်ပါတယ်ဆိုပြီးတော့ပြောပါတယ်တဲ့လေရင်ဂျီလန်တွေကပြင်ပြီးတော့ဒီလိုသိရပါအဲ့ဒီ လေရင်တွေကွမ်းမှာပြုတ်ပင်စရာဆိုလို့အစောအောင်တွင်ပဲရှိတယ်ရှိတော့တယ်တဲ့အစောအောင်တွင်ပြုတ်ပင်တယ်ဆိုတာကနေပြင်တရင်အချက်အလက်တွေလည်းရထားပြီးဒီတိတကားတို့ကလည်းလာပုတ်တယ်ဆိုတော့ဒေချာသွားတာပေါ့ဆိုဆိုပြီးတော့ဒိုလိုင်းတစ်ဖက်လူကေ PDF တွေကဒီတက်ဖွဲ့တွေကတာဝန်ခံဘူအောင်မုန်းကရှင်းပြပါတယ်တဲ့ဒီထဲမှာနောက်ဆုံးဖတ်သွားတာကတော့ဒိုလိုင်းကိုကျွန်တော်အာဖြတ်သွားတယ်ပေါ့နော်ဆိုတော့ ဒီကံပြီးတော့ကြီးရှုနားထောင်ပေးကြလို့ကျွန်တော်ကြိုးတင်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့မနေ့ကမှရရှိထားတဲ့ note song ရဲ့အသံတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်